so so ma so so te ge ti ti ma ti ti te ja mi ti ma lai te te ge so so ma so so te ge ti ti ma ti ti te ja mi ti ma lai te ri de jam ma pa wen ne ma ro te de ma swe te so ှင်ဒါလေးရတာပဲလားညီမလေးဟွန်းသူဟွန်းမလုပ်ခင်ကွာအရင်ကဟွန်းဆိုပြီးတော့လုပ်လိုက်ပါပြီဆိုတော့ရမောဝိုင်းလားစင်ပြေပါလေစင်ပြေပါလေโอเคဆိုတော့ညီမလေးရဲ့သီဆိုရှင်ပြိုင်ဖျော်ပြမှုမှာဒိန်သူကြီးမင်းနေရဲ့ကောမန့်အမတို့ကမနာထောင်ကိုကိုကိုကောနော်ဘလောက်ထိစိတ်ကြင်နေမှုရှိတယ် အများကြီးစူးစမ်းထားပါတယ်အများကြီးစူးစမ်းထားပါတယ်ကျတော့ပြိသက်တွေကလည်းချစ်စရာလေးဆိုရယ် comment တွေတွေ့ရတယ်ဒီနေ့ကျတော့အရင်လိုမျိုးလုံးဝအမိုက်စားဆိုရတဲ့ချစ်စရာပုံစံလေးကိုမြမမလေးပုံစံလေးကိုသွားထားတာတွေ့ပါတယ်ဆိုတော့အရင်ခုံစွာနဲ့ဒိုင်သူဒီမင်းများရဲ့အမှတ်ချက်များကိုလည်းကြားပြရစီရှင်ဆိုဗီယာဂျေဇူးပါဒီရိုးရာပုံစံကိုတကယ်ပေါ်လွင်အောင်တမင်းလေးလှုပ်သွားနိုင်တယ်ပြီးတော့ဆိုဖီယာမှာဘာရှိလဲဆိုတော့ကို လောက်ရမဲ့ဇက်ရုပ်ကိုတခုမှပေါ်ဝတ်တန်တန်မလောက်တာကိုတတိထားမိရနော်ပွဲစကလေးကဟိုဘက် dance နဲ့ပတ်သက်ပြီးတော့ဒီဟိုအနောက်တိုင်းသချင်းနေနဲ့ကတော့လည်းမယော့ခဲ့ဘူးအခုဒီမြန်မာတန်လေးကိုစိုးပြီးတော့ကတဲ့ခါကျတော့ပထမတော့နည်းနည်းတော့စိုးရင်မိတာပေါ့နော်ဘာလို့ဆိုတော့တမီးတို့ကပိုးသချင်းနေစိုးတာများတဲ့ခါကျတော့အဲ့ဒီကစိုးတာအစင် ပြည်တယ်တော်တော်လေးစင်အဲ့ဒီအပြင်အကလေးပါတော်တော်လေးကိုညင်ညာလှလှပပကသွားတာကိုတွေ့လဲရတယ်နော်တမီးအဓိကပြောချင်တာတမီးကကိုကြရာဇရက်ကိုပြပြအောင်ကနိုင်တဲ့မင်းသမီးတက်လက်ပါပဲလို့နော် သမီးလေးရဲ့စကားတန်လေးရလေးချမ်းလိုက်တာအတဲကိုတုံရောရှင်ဆိုတာလေချစ်စရာလေးမပီပေမဲ့ချစ်ဖို့ကောင်းတယ်နော်အဲ့ဒါလေးကိုချစ်ငယ် notice ဖြစ်မိတယ်အာသမီးဒီလိုလေးမမဆန်ဆန်လေးဝတ်လိုက်တော့လေနှမျိုးလှတာပဲသမီးရေဒီပါရီကူးလားကူးပါရဲ့ချစ်ဟုတ်ပါပြီနောက်ပြီးတော့သမီးအားကစားလုပ်လားလုပ်ပါ ေးတချို့မသမီးရဲ့ structure အားကစားပုံလေးပေါ့နေရနော်ဂျမ်မသမီးဆိုတဲ့အခါမှာလဲမမောမပတ်မင်းနဲ့လွယ်လွယ်ကူကူဆိုနိုင်တယ် stop မတော့ကောင်းတယ်အဲသမီးကမိမယ်လဲမောတာမပါဘူးဆိုတာသမီးအားကစားလုပ်တဲ့အကျိုးကြီးစုပေါ့နော်အဲသမီးလှုပ်သွားတာလေးကတီးဥဆောင်သွားတာလေးဆိုရလေးရတယ်လူတွေကိုစိတ်ဝင်စားပွဲကအောင်ချစ်စရာကအောင်လှုပ်ဆောင်နိုင်တဲ့ချင်းငယ်ရဲ့သမီးလေးပါပဲเนาะအဲ့တော့ အားလုံးချစ်ကြတို့မှာချင်ပါတယ်အခုကြည့်ရှုနေတဲ့ပြီးသက်ပေါင်းချစ်ကြတို့ဒိုင်နီယာဗော့အမှတ်က90အာဖုတ်က90ဒီချိန်မှာအရန်ကိုအရေးကြီးလာပါပြီချစ်ကြတို့ကတော့ဒီလိုခလေးတွေစူးစမ်းရင်စူးစမ်းတယ်လို့ဟလာဟိုသူတို့ရဲ့အစွမ်းပြနိုင်ပြနိုင်တယ်လို့အမှတ်တွေပြီးသွားမှာပဲလीဂျန်တဲ့တာဝန်ကတော့ကြည့်ရှုနေတဲ့သူတွေရဲ့ တာဝန်ပါပဲလို့ချင်ငယ်ပြောချင်တယ်တော်တဲ့ကလေးတွေကိုချင်းမြင့်ပျောက်စားပါလို့ thank you ပါကျေးဇူးတင်ပါတယ်ချဲအဲ JK နဲ့ပတ်သက်ပြီးတော့အကိုပြောချင်တဲ့အကြောင်းအရာကအဲပြီးခဲ့တဲ့ဘက်ကအဖြူနဲ့မဲတခြင်းနဲ့ပတ်သက်ပြီးတော့အကိုတို့ရဲ့ဝေဖန်ထောက်ပြမှုအပေါ်မှာ JK ကပြောင်းလဲဖို့ကြိုးစားတယ်နော်အစကအဲတယောက်သေးပဲအကအတန်ဦးစားပေးပြီးတော့ ကိုကဖြောပြေတော့မယ်ဆိုတဲ့အခါကျတော့အကိုကပြောချင်တာဒီမှာရှိတဲ့ညီငယ်ညီမငယ်အားလုံးရှိနေချိန်မှာကိုကပြန်ပြီးတော့ပြောချင်တာကကိုယ့်ရဲ့ identity နဲ့နောက်ပြီးတော့ကိုကိုအများကမြင်နေတဲ့ပုံစံမျိုးကိုဘယ်တော့မှ ပြောင်းလဲဖို့မကြိုးစားပါနဲ့ကိုပြောချင်တာလေးတိလားနိုင်ငံတကာမှာရှိတဲ့အဆိုတော်တွေအကုန်လုံးကလည်းဘလောက်ပဲ popular ဖြစ်တဲ့ trend တွေပေါ်ပဲပေါ်လာပါစေ သူတို့ကသူတို့လှုပ်ရမယ်သူတို့ရဲ့ဝစားစင်မှုသူတို့ဖန်တီးတဲ့ music သူတို့ရဲ့အတန်တဲ့ပတ်သက်ပြီးတော့သူတို့ကဘယ်တော့မှမပြောင်းလဲကြအောင်။ဘာဖြစ်လို့ဆိုတော့သူတို့မှာ fan base အရှိရအဲ့ base ကလည်းပြောင်းလဲတာကိုကြိုက်ကြမှာမဟုတ်ဘူး။အဲ့ဒါတွေအားလုံးထက်အရေးကြီးတာကအစရောတယောက်ဖြစ်လာမယ်ဆိုလို့ရှိရင်အမှုပညာရှင်တယောက်ဖြစ်လာမယ်ဆိုလို့ရှိရင်ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ကိုဖန်တီးမဲ့အမှုပညာအပေါ်မှာအမြဲတမ်းတည်ဆာရှိဖို့လိုတာ။ ညီမလေးပြောင်းလဲမယ်ဆိုတော့အကိုရန်လန့်သွားတယ်ဒါပေမဲ့အကောင်းဆုံးအကြံဉာဏ်ပေးတယ်ညီမလေးကအဲ့ဒီအပိုင်းတွေအကုန်လုံးကိုလည်းမလွဲမသွေလှုပ်လာပေးရအတွက်ကျေးဇူးအများကြီးပဲတင်ပါတယ်အဲ့ဒီချက်ကအရင်ရေးကြည့်ပါတယ် JK မမဟုတ်ဘူးအားလုံးအတွက်အရေးကြီးတာပေါ့နော်ပြီးတော့နောက်တစ်ချက်ကတကယ်ကိုအံ့ဩရပါတယ်ညီမလေးရဲ့ talent အတွက်ပါဘာလို့အံ့ဩရလဲဆိုတဲ့အခါကျတော့အကိုကမြမအကနဲ့ပတ်သက်ပြီးတော့ဆန်းဆက်တဖြစ်တဲ့သူပါအကိုငယ်ငယ်တုန်းကလည်းအကိုအမတွေ ီတကြံအကတွေနဲ့ပတ်သက်ပြီးတော့ကျောင်းတွေမှာကလို့ရှင်အကိုကအမြဲတမ်းလိုက်သွားပြီးတော့သူတို့ရဲ့အကတွေကိုတကြံမတိုင်ခင်အထိကိုအကိုကထိုင်ဆောင်ပြီးတော့သူတို့ကိုကြိုခဲ့ရတဲ့သူပေါ့နော်အဲ့တော့အဲ့ဒီလိုအကတိုက်တဲ့အခါမှာမလွယ်ဘူးဒီလိုပြိုင်ပွဲမှာပြိုင်ပွဲဝင်တယောက်နေနဲ့ဒီလိုမျိုးလောက်ရတဲ့အပိုင်ကပို့ပြီးတော့ခတ်တယ်ဆိုတော့အကိုခံစားရတယ်အကိုကိုယ်တိုင်လည်းအကတင်ငယ်ဘူးရပေါ့နော်အဲ့တော့အဲ့ဒီအပိုင်မှာညီမလေးကအကောင်းဆုံးတတ်တတ်ရရလုပ်ပေးသွားတယ်ပေါ်ဖော်မန့်စ်နဲ့ပတ်သက်ပြီးတော့ဘာကိုမြင်လဲဆိုတဲ့အခါကျတော့ အစိုးရတွေကတချင်းဆိုတဲ့အခါမှာမိုက်ကို နားကနေတွေ့ထားတဲ့မိုက်တည်းရှိရလေနော်တချို့ကျတော့လက်မှာကန်ထားတဲ့ hand mic ရှိတယ်အဲ့လိုနှမျိုးနဲ့ဖြော်ပြတင်ဆက်တာရှိတယ်အကကတဲ့အခါမှာဒါမြန်မာအကမလို့ညီမလေးကဒီ hand mic နဲ့ကင်ပြီးတော့ကတယ်ဆိုတာကိုအကိုအဲခန်းစားဖြစ်တယ်ဟိုကမှာပဲလीနော်အဲ့ဒီမှာဘာမြင်လဲဆိုတဲ့အခါကျတော့ကကွက်တိုင်းရဲ့အဆုံးမှာညီမလေးကအဲ့ဒီ mic ကို handle ကိုညင်ညီပြီးတော့ တည်သွားပြီးတော့အဲ့ကခွက်လည်းမပြတ်ဘူးတချင်းဆိုတဲ့ intro ပြန်ဝင်တဲ့အချိန်မျိုးမှာလည်းအရန်ကိုတက်ရက်နေတာကိုအကိုတွေ့ရတယ်ကခွက်နဲ့တချင်းဆိုတဲ့အပိုင်းတွေကိုပြပြရေလုတ်တယ်ဆိုတာတကယ်တော့မလွယ်ဘူးမြမာကပို့ပြီးတော့ခတ်တယ်လက်ရဲ့အချူကခွက်ဟန်တွေကတိတ်ကိုခတ်တဲ့အဖို့မှာဒီဘိုင်းကိုလှလှပပမြမာလေးကလုတ်သွားတဲ့အပိုင်းကတကယ်ဆရာကြပါတယ်မြမာလေးအခု မြန်မာစတားမှာတွေ့ရတဲ့မြန်မာလေးရဲ့အရေးအသွေးဟာမြန်မာစတားကိုအများကြီးဂုဏ်သက်စေပါတယ်ကျေးဇူးများကြီးပဲတင်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာ